မင်္ဂလာပါအော်တိုဘာလ12ရက်နေ့မင်္ဂလာနံနက်ခင်းဖြစ်ပါတယ်ဒီမင်္ဂလာနံနက်ခင်းလေးမှာတော့ကျွန်တော်တွေးမိတာလေးပေါ့တွေးမိတာလေးကဘာလဲဆိုကျွန်တော်တို့နိုင်ငံကလူတွေကတော်တော်များများဟာဒေါ်လာမက်တယ်နောက်ဥရောပအုပ်စုတွေတော်တော်အထင်ကြီးတယ်ကြီးမားဆုံးတိုင်းပြည်ပြက်ကချင်းရဲ့အဓိကအကြောင်းရင်းကတော့ဒေါ်လာစားတွေများခြင်းနဲ့ကိုယ့်နိုင်ငံကိုကိုယ်အထင်မကြီးခြင်းပဲ ကိုနိုင်ငံကိုလည်းကိုဘရောမအထင်မကြီးဘူးကိုစာပြီးကိုယဉ်ကျေးမှုကိုလည်းအထင်မကြီးဘူးကိုဘာသာတရားကိုလည်းအထင်မကြီးဘူးသူတို့ပြဿနာထဲမှာဒေါ်လာရရင်အကုန်လုံးတယ် US ကိုအထင်ကြီးတယ် United States ကိုအမေရိကဆိုအထင်ကြီးတယ် Aussie အထင်ကြီးတယ် UK အထင်ကြီးတယ်ဆက်ရှိပြီးဂျပန်ဂုံယူဝင်ကြွားစွာနဲ့ပြောတယ်မနောက်နိုင်ငံတွေကိုအလုတ်သွားလုတ်တဲ့လူတယောက်ကတောင်မှပဲဂုံယူဝင်ကြွားစွာနဲ့သူ့ကိုယ်သူတော်တော်ကြီးကိုပြောတယ်ပြီးတော့သူတို့အဲ့ဒီဒီအာရှနိုင်ငံလေးတွေပေါ်ထိုင်းတို့စင်ကာပူတို့မလေးတို့တော့အလုတ်သွားလုတ်ဖူးတဲ့လူလေးတွေလောက်ကတော့ ကိုယ့်နိုင်ငံဆိုရင်ဒီဆက်မှာအကောင်းမမြင်ဘူးကိုယ့်နိုင်ငံအစိုးရဆိုရင်ဒီဆက်မှာအကောင်းမပြောဘူးတော်တော်ညံဖြစ်နေတော်တော်ဆောက်သုံးမကြလို့ဒီပြည်နိုင်ငံကြီးကဘလို့ဆိုတာပဲသူတို့ပြောကြတယ်အဲ့တော့အဲ့ဒီလိုပြောနေတဲ့လူတွေမတွေးမိတာအဲ့ဒီသူတို့သွားနေတဲ့နိုင်ငံကလူတွေကလူတိုင်းကိုယ်စီလှုပ်လှုပ်ကြတယ်ကျွန်တော်နိုင်ငံမှာလူတိုင်းကိုယ်စီလှုပ်လှုပ်မလှုပ်ကြဘူးနောက်တစ်ချက်အဲ့ဒီနိုင်ငံတွေမှာတပုံမရှိဘူးငြိမ်းချမ်းတယ်ပြည်တွင်းစစ်မရှိဘူးဒါတွေကိုမသိဘူးအဲ့တော့ကျွန်တော်နိုင်ငံမှာကျွန်တော်ဒီမှာတွေးမိတာလေးကတော့ကျွန်တော်နိုင်ငံဒေါ်လာရမယ်ဆိုရင်အကုန်လုပ်တယ်ဗျာ ကိုယ့်နိုင်ငံကိုရောင်းစားနေကြတယ်ပြောလိုက်တာနိုင်ငံတော်မကောင်းကြောင်းနိုင်ငံကိုစုပ်ပြတ်တတ်သွားအောင်ပြောတာစာရေးဆရာတွေပူဆိုးစာရေးဆရာတွေပူဆိုးနိုင်ငံတော်သင်းနဲ့ပညာတော်သင်သွားပြီးအဲ့ဒီဟာတွေတူယူလာပြီးဒီကလူဝင်းကြိုက်လူကြိုက်များလက်ကုတ်တန်တော့မြန်မာနိုင်ငံမကောင်းကြောင်းသူများနိုင်ငံကောင်းကြောင်းပြောရှေ့တုန်းကဆရာတော်ကြီးပြောနေပေါ့ပြောလိုက်ပါသူများမကောင်းကြောင်းကိုကောင်းကြောင်းဆိုရင်အဲ့တော့တို့နိုင်ငံကလူတွေကနိုင်ငံမြန်မာနိုင်ငံသားကြီးတယောက်ကဖြစ်ပြီးကိုယ့်နိုင်ငံကိုကိုမကောင်းပြောမကောင်းပြောမကောင်းဆိုပျက်စီးအောင်ပြောပြီးစားနေတဲ့ထမင်းတွေကိုသူတို့မျိုးကြတာတော်တော်လေးရင်လေးပါတယ်အခု ကျွန်တော်နိုင်ငံပြက်ကချင်းကြောက်ရင်းနေရအဲ့တော့ NGO ပေါ့ဗျကျွန်တော်ဟို international religion ပေါ့နိုင်ငံတကာဆက်ဆံရေးတွေကိုရမ်းမသိဘူးဒါပေမဲ့နိုင်ငံတကာဆက်ဆံရေးတွေကိုကျွန်တော်တို့နိုင်ငံပေါ်မှာနိုင်ငံတကာရဲ့တက်ရောက်မှုတွေကမကောင်းဘူးဗျအဲ့တော့ကျွန်တော်နိုင်ငံအဖွဲ့အစည်းတခုထောင်နေဟို NGO ပဲဖြစ်ဖြစ် NGO ပဲထောင်နေအဖွဲ့အစည်းကအစိုးရနဲ့မဆက်ဆံရင်ဒီအဖွဲ့အစည်းထောင်နေထောင်ပြီးသူတို့ကဒေါ်လာထောက်ပံ့တယ်အဲ့ဒီထောက်ပံ့လိုက်တာဒီဒီပိုင်းတိုက်ပြပြတ်ဖို့ပဲတော့မီဒီယာတွေအများကြီးပေါ်လာတယ်အဲ့ဒီမီဒီယာတွေအားလုံးကမြန်မာနိုင်ငံတော်နဲ့မြန်မာနိုင်ငံသားတွေကောင်းရကောင်းကြောင်းတခုမှ မပြောဘူးနော်ဟို BBC ပြောတယ် RS ပြောဆိုလဲတည်င်းမှန်တွေကိုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့လက်တွေ့ကြုံတွေ့နေရတဲ့ခံစားချက်တွေပြည်သူတွေရဲ့အတ္တိဒုက္ခတွေကိုတခါမှပေါ်မပြချင်ဘူးမပေါ်ပြချဘူးသူတို့လူချင်းတဲ့နိုင်ငံရေးပုံရိပ်တစ်ခုလောက် မြန်မာနိုင်ငံတက်မတော်စုကမကောင်းချောင်းကိုပဲတွင်တွင်ပြောတယ်အဲ့တော့သူတို့ရဲ့အထောက်ပံ့အနေနဲ့ရက်တီနေရတဲ့မီဒီယာလို့ခေါ်တဲ့လူမှုဝန်ကျင်တခုကလည်းနှိရှိတဲ့၍ကျွန်တော်တို့နိုင်ငံပျက်စီးရပျက်စီးကြောင်းကျွန်တော်တို့နိုင်ငံမကောင်းကြောင်းကျွန်တော်တို့စာပေရင်ကျင်းမှုတွေပျက်စီးကြောင်းတက်မတော်မကောင်းကြောင်းနိုင်ငံပျက်စီးဖို့ပဲပြောနေတာသူတို့အလောက်ကလည်းကျွန်တော်တို့နိုင်ငံပျက်စီးမှကျွန်တော်တို့နိုင်ငံကိုမှိုင်းတိုက်မှထမင်းစားရမယ်လူတွေကြီးပဲစုနေတဲ့ခါကျတော့သူတို့အနေနဲ့ဒီစကားပြောတာတော့မဆန်းပါဘူးအဲ့တော့တမိုင်းစင်ဆက်ကခမရထင်းရီလျှောက်ပြောတာ ဟိုဘူကျောင်းဆန်တို့လက်ထက်တည်းကသူတို့သားသမီးတွေလည်းနိုင်ငံခြားတက္ကသိုလ်တွေကဝဲရတာပဲသူတို့သူတို့ဖာသာပါလာဝင်ကြီးတွေဝင်ကြီးဟောင်းတွေသားသမီးတွေလည်းဟလားသူတို့လည်းနိုင်ငံခြားအထင်ကြီးတဲ့ယောဂနဲ့အင်္ဂလိပ်အထင်ကြီးတဲ့ယောဂရှိတာပဲအဆက်ဆက်ကတလို့ပဲရှိလာတော့တကယ်တမ်းနိုင်ငံတော်ကိုချစ်ချင်နိုင်ငံတော်ရဲ့အဝင်ဝိုင်းထဲမှာနေပါအေးတူပူမြအတိုင်ဝင်တစ်ခုကိုတိဆောက်ပါစိုးတူကောင်းမဲ့ပေါ့စိုးလည်းတူတူကောင်းလည်းတူတူပေါ့ကောင်းအောင်လည်းတို့အတူလက်ယုံများမြောက်ညံများမြောက်နဲ့တိဆောက်ကြမယ်စိုးရင်လည်းခံစားကြမယ်ကောင်းရင်လည်းစံစားကြမယ်ဆိုတဲ့စိတ်နဲ့နိုင်ငံတွင်းမှာနေပြီးနိုင်ငံတော်ကိုတိဆောက်ချင်တဲ့လူတွေမရှိဘဲနဲ့ ချောင်းနေချောင်းစားပေါ့နိုင်ငံတော်အတင်းအဖျင်းပြောပြီးမှအခုဘာမို့ညံမို့ကောင်းလေးတွေကလည်းစိတ်ပြက်စရာဘာမှမဟုတ်ဘူးဟိုသူတို့အစင်းနဲ့နိုင်ငံတော်အကြီးအကဲတွေဝင်ကြီးတွေလူကြီးတွေကိုနံမကြီးတွေအကန်းခေါ်ပြောချင်းရတယ်ပြောမဟုတ်ဒီပတ်တီနဲ့ဟလာဟိုကျွန်တော်တို့ပြောတဲ့ဟာတွေဆိုလဲဒါဘာလို့တားလဲဒီဘက်မှာပြောရင်မကြည့်ဘူးသူတို့အတင်းပြောတာအဲ့တော့တစ်ဖက်သက်ကြီးအဲ့လိုပြောနေမယ်လို့ဒီလူကောင်းနေဟာအတိအမြင်ဘဟုတုတ္တဒီဘာမှမရှိတေတေကွေကွေဘယ်အတွေ့အကြုံမှဘယ်ဖြတ်သန်းမှုမှမရှိဘဲနဲ့ပြောချင်ရပြောနာတွေကိုလိုက်ယုံပြီးတော့အဲ့ရောက်မှာ ဟာမျက်စိနှလုံးပွင့်နေရခါသူ့အတန်နားထောင်လိုက်ဒီကောင်းလေးသူခါလေးပေါင်ကွာကြားရတာဒီပြောတာယောက်ျားတက်စာမိမတက်စာအဲ့ဒီလောက်ဆဲဆိုးနေတာတွေကိုလေအာလေးစားတယ်လေးစားတယ်မှန်တယ်ကြီးမှန်တယ်လေးစားတယ်ဒလိုလူသားမျိုးတွေလူမှုအတန်ဝင်တစ်ခုမြန်မာနိုင်ငံမှာပေါ်ပေါက်နေတယ်တော်တော်ဆိုးတယ်မီဒီယာတဲ့အခု Facebook ပေါ်မှာခင်ဗျားတို့ TikTok ပေါ်မှာဘယ်သတင်းကြည့်လိုက်ကြည့်လိုက်နော်ပြစ်ပြစ်နှင်းနှင်းနဲ့နိုင်ငံတော်မကောင်းကြောင်းပြောနေပြောမှာပေါ့သူတို့တွေဟာကျွန်တော်ခုနကပြောဒီအဖွဲ့အစည်းတစ်ခုတည်ထောင်နေတဲ့သတင်းမီဒီယာတစ်ခုလူမှုရေးအဖွဲ့အစည်းတစ်ခုအဖွဲ့အစည်းပြည်သူက ဒေါ်လာထောက်ပံ့လိုက်တယ်ဒေါ်လာဝင်သွားပြီဆိုတော့အဲ့ဒေါ်လာပေးတဲ့လူတွေအကုန်လုံးကနိုင်ကျွန်တော်တို့နိုင်ငံကောင်းစီခြင်းတဲ့လူတယောက်မှမပါဘူးကျွန်တော်တို့နိုင်ငံဖက်ဖက်ကပျက်စီးအောင်ဝိုင်းပြီးတော့ပတ်စံပေးပြီးခိုင်းနေတာခိုင်းနေတာကိုသူတို့ကိုယ်တိုင်ဥပဒေရလာလို့လို့မြင်ကျွန်တော်တို့နိုင်ငံသားအချင်းချင်းကျွန်တော်တို့နိုင်ငံမှာမွေးတဲ့လူတွေကဒေါ်လာစားပြီးကျွန်တော်တို့နိုင်ငံကိုမကောင်းတဲ့တင်းနေပြောအတိတ်ထာယုံနေဖန်ပြီးပျက်စီးဆုပ်ပြတ်တတ်သွားအောင်လုပ်နေကြတယ်ဒါကိုလည်းကျွန်တော်တို့မျိုးဆက်တွေတီးဖို့လို့တယ်ခင်ဗျားတို့တင်းတင်းနဲ့ကဘာကြီးကတင်းနေရခင်ဗျားကလည်း ကိုတိကျင်တယ်လို့အမှန်တိုင်းသိရတာမှမဟုတ်တာမီဒီယာကိုကြွားကြိုက်ထားတဲ့နိုင်ငံတွေရဲ့တိအတိပေးတလောက်ပဲကဘာကြီးကသိရတာခင်ဗျကာသာမှာဟုတ်လားလုတ်ချင်တိုင်းလုတ်တယ်ဘလူကပြောရဲလို့လေကုလသမဂ္ဂလည်းတကားပိတ်လိုက်ဖွင့်လိုက်ပဲလုတ်နေရတာဒါပဲအဲသူတို့မသိစေချင်တဲ့သတင်းတွေကဘာကြီးကိုမသိဘူးသူတို့သိစေချင်တဲ့သတင်းလောက်ပဲကဘာကြီးကိုတိပေးတာအဲ့တော့တိတဲ့သတင်းတွေလည်းတကူးမှမှန်တဲ့သတင်းတွေမပါဘူးကျွန်တော်တို့မြန်မာနိုင်ငံသားမြန်မာနိုင်ငံသားသတင်းကိုသူတို့နဲ့ပို့တိတာပေါ့ဗျာ အဲ့ဒီနိုင်ငံညထွက်သွားပြီးတော့မြန်မာနိုင်ငံကိုချစ်လို့ဆိုပြီးနိုင်ငံရေးလုပ်နေလူတွေတကယ်မချစ်ဘူးသူတို့ကိုကြိုးစည်းပွားအတွက်သူတို့ချမ်းသာဖို့အတွက်ဒေါ်လာစားပြီးကျွန်တော်တို့နိုင်ငံကိုဖျက်ဆီးနေကြတာအခုတင်းသမားလေးတွေလည်းအာသူတို့အဆင်းနဲ့ဗျာနိုင်ငံတော်ကြီးကတည်းကလူကြီးတွေကိုအဲ့လိုပြောနေမှာဆိုအဲ့ဒီကလေးတွေအဲ့ဒီကောင်းနေဟာတကယ်လူနဲ့တူတဲ့တူတဲ့ရဲဝန်းတစ်ခုမှာလူလိုစကားပြောတတ်မယ်ခင်ဗျားတို့ထင်လို့လားဖုံးထောင်ပြီးတော့ရိုက်ပြီးတော့ပြောချင်ရတယ်လျှောက်ပြောနေဟာကျွန်တော်တို့အခုပြောတဲ့ဗီဒီယိုဖိုင်တွေကိုအဲသူတို့ကဟိုမှာ ကြည့်ကြည့်ပြန်ဒီမှာဘောမတွေဘယ်လိုပြောဒီလိုအောက်တန်းစားစကားတွေနဲ့ဒီလိုပြောတဲ့လူတွေစကားတွေကျွန်တော်တို့ကနားလည်းမထအောင်အဲ့ဒီတဲ့င်းတွေကျွန်တော်တို့ကြည်လည်းမကြည့်ဘူးဘာမှရေချင်းရေသွင်းမရှိတဲ့ဟာဟုတ်လားရေသွင်းနေတဲ့လူတွေပြောနေတဲ့စကားကျွန်တော်တို့ထန်ကြည့်နေတော့လေဟိုဘာကျွန်တော်တို့တည်းဘာရတာမှမဟုတ်လေပြောတော့တဲ့င်းလည်းမဟုတ်ဘူးလေသူတို့ကအတင်းပြောပုံကိုကြီးပြောမရမက်ရရင်ပြောစော်ကားပြောနေအဲ့တော့ပြောချင်တာတော့နိုင်ငံတော်ကိုချစ်တယ်ဆိုရင်ခင်ဗျားတို့ဘယ်နိုင်ငံရဲ့နိုင်ငံရေးသမားမှမှနိုင်ငံပြင်ပကိုထွက်ပြီးနိုင်ငံတော်ရဲ့ကောင်းရကောင်းကြောင်လို့လို့မရပါဘူးနိုင်ငံတော်ကိုတကယ်ချစ်တယ်ဆိုရင် နိုင်ငံတော်ရဲ့အရေးအဝါတောက်အောင်မှာအေးတူပူမြတ်အတိုင်းဝန်တစ်ခုကိုကျွန်တော်တို့ထူထောင်ရပါလိမ့်မယ်။တော့ကျွန်တော်တို့နိုင်ငံဟာမီဒီယာအစိတ်တင်နေတယ်မျက်စိတင်နာစိတ်တင်ပြီးတော့မပြောသင့်တဲ့ဇာတ်တွေကိုပြောမကြားကောင်းတဲ့ဇာတ်တွေကိုပြောမကြားဝင်မနာတာတွေကိုပြောရိုင်းရိုင်းဆိုင်ဆိုင်တွေပြောတာတွေကိုယုံပြီးตาရားနေတယ်အာသာဖြစ်နေကြတယ်ဒါကြောင့်နိုင်ငံတော်ဟာကျွန်တော်အချိန်ချင်းပြောတဲ့ဇာတ်ဘယ်တော့မှမတူတော့လက်ထဲကိုမရောက်ဘူးနိုင်ငံတော်ကိုအုတ်ချုပ်တဲဆိုတဲ့လူတီနိုင်ငံတော်ကိုအုတ်ချုပ်ကတဲ့ တန်နဲ့အတွေးခေါ်အယူဆစိတ်ကောင်းစေတနာရှိတဲ့လူပဲနိုင်ငံတော်ဥချုပ်ကတာနော်ကြိုက်တဲ့လူပြောကြိုက်ကြိုက်မကြိုက်ကြိုက်နိုင်ငံတော်ကိုခေါင်းဆောင်ရတဲ့လူဒီနိုင်ငံတော်ကိုခေါင်းဆောင်လောက်တော့နိုင်ငံတော်ပေါ်ထားရှိတဲ့စေတနာရှိတဲ့လူပဲနိုင်ငံတော်ကိုခေါင်းဆောင်ရမှာပါတိဆောက်သူဒီနည်းနည်းတိဆောက်တော့များများတိဆောက်တော့တိဆောက်တော်သူစိတ်သက်ပဲရှိပါတယ်ဖြည့်ဆည်းတော်သူဒီဖြည့်ဆည်းတော်စိတ်သက်ပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့ဖြည့်ဆည်းဖို့ကလွယ်ပါတယ်တိဆောက်ဖို့ကမလွယ်ပါဘူးအဖွဲ့စည်းတစ်ခုခေါင်းဆောင်ဖို့ ိုင်ငံတစ်ခုကောင်းဆောင်ဖို့အသင်းအဖွဲ့တစ်ခုကောင်းဆောင်ဖို့ဆိုတာမှန်ကန်တဲ့စေတနာနဲ့မှန်ကန်တဲ့စိတ်ရင်းမရှိရင်ကောင်းဆောင်လို့မရပါဘူးဒါကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံတော်သူနိုင်ငံသားညီငယ်ညီမငယ်များအနေနဲ့ဒေါ်လာရအထောက်ပံ့ရလို့ကိုယ်နိုင်ငံရဲ့လူကြီးတွေကိုယ်နိုင်ငံရဲ့ရှင်ကျေးမှုတလီထုံးတဲ့နေကိုယ်နိုင်ငံရဲ့ဘာသာတွေကိုယ်နိုင်ငံရဲ့ကောင်းမွန်တဲ့ငွေအသက်တွေကိုကောင်းမွန်တဲ့ကပ္ပပြရုပ်တွေကိုဖျက်ဆီးပြီးတော့မိမိတို့ထမင်းတလုတ်စားရေးဘဝရှင်သန်ရက်တည်ရဲ့အတွက် နိုင်ငံတော်တို့ရောက်မစတင်ပါဘူးနိုင်ငံတော်ဆိုတာသူ့ရဲ့ရှိရင်းဆွေးအမျိုးသားကြီးအမွေဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ဒီနေ့မှပြောချင်တာပါဗျနိုင်ငံတော်ကိုချစ်တယ်ဆိုရင်နိုင်ငံတော်ရဲ့အရေးအဝါတောက်ကပဲအတူပူမြအတိုင်းဝန်တိဆောက်ပြီးနိုင်ငံတော်ရဲ့ကောင်းရံကောင်းချောင်းတွေကိုလုပ်ကြပါအားလုံးစီလုံးကြပါညီညွတ်ကြပါစီလုံးညီညွတ်ခြင်းတော့ကျွန်တော်နိုင်ငံကောင်းပါပဲစီလုံးမညီညွတ်ခြင်းတော့ကောင်းဖို့တဲ့ဆိုဖို့ကပုံများပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျဒါလေးကိုကျွန်တော်တင်ပြချင်တာပါ